မြောက်နိုင်ငံကနိုင်ငံတွင်းမြည်သူသောပြဿနာကြီးငယ်နဲ့ကြုံရစေကောင်မှု၎င်းအတွက်အကျိုးရှိမယ်ဆိုကပြည်တွင်းပြည်ပသွားချင်ရသွားတတ်သူဖြစ်ပါတယ်။ထို့အထက်မှာအကျိန်ပေါင်းများစွာသွားရောက်ခဲ့သည့်ကကျိုင်းတုံအဖြစ်တည်သားစွာထွက်ပေါ်လာခဲ့ပါတယ်။သွားရတဲ့တစ်ခုတည်းသောအကြောင်းရင်းကလည်းရရရချေဖို့ပဲဖြစ်ပါတယ်။ပြည်သူများ၎င်းပေါ်ချစ်ခင်လေးစားမှုရှိလောက်အောင်ကြံဆောင်ဖို့ကောင်းနေမှာမရှိပဲတနတ်နဲ့ရရရကောင်းကောင်းရှိလျင်လှုပ်ချင်တာလှုပ်လို့ရတယ်လို့ယုံကြည်သည့်အထိမိုက်တွဲနေသူတူလည်းဖြစ်ပါတယ်။ရှည်တဲ့စကမ်းများတော့တာမရောက်ရှိပဲနေမယ်။ ရရရခြေဖို့ကမပြတ်မကွက်သွားသူလည်းဖြစ်ပါတယ်။နောက်ဆုံးခီးမှာတော့မဲမြောက်တစား၅ပါးမှတစ်ပါးအပါဝင်ဖြစ်တဲ့လောကတရဖူဖျားမှာဌာပနာထားရှိရန်တရဖူကြီးကိုလူနန်းသွားခဲ့ပြီဖြစ်တယ်လို့အေယာဝတီသတင်းမှာရေးသားလာခဲ့ပါတယ်။၎င်းရရရခြေရမှာအဆအဆအရာရာတွန်တင်ညွန်ပြနေတဲ့ဝစီဘိတ်ကိုတော့လည်းပါတယ်လို့သိရပါတယ်။ဝစီဘိတ်ကိုတော့ဟာအာနာသိမ့်မှုကိုဆက်ကျင်ဆန္ဒပြနေတဲ့ပြည်သူများကိုရရရခြေတဲ့အနေနဲ့ခေါင်းကိုတဲ့တဲ့ပြည်ရန်ညွှန်ကြားသူဖြစ်လူတီများပါတယ်။ မရောက်နိုင်ဟာဒီဇင်ဘာလမှာရွေးကောက်ပွဲလုပ်ဖို့ရှိနေတာကြောင့်ထိုရွေးကောက်ပွဲအားလူထုအတိမတ်ပြူတာမပြူတာအပါထားပြည်ပကအတိမတ်ပြူဖို့အရေးကြီးနေပြီလဲဖြစ်ပါတယ်။အာဆီယံစည်းဝေးလာခေါင်းဆောင်များကစင်ပေါ်တက်လက်ချင်းချိန်နေချိန်မှာမရောက်နိုင်က၎င်းတို့အားဂျိုင်းတုံမှနေ၍ရေဒရန်နဲ့တိုက်နေတာကိုသိဟန်မတူဘူးလို့ဆိုပါတယ်။လမ်းတရံရည်ရွယ်ပြီးတရက်ဖူကြီးကိုလူတန်းချင်းဖြစ်တာကြောင့်ရွေးကောက်ပွဲအပြီးမှာသမရာဖြစ်ဖို့ရည်ရွယ်နေခြင်းဖြစ်တာကထင်ရှားနေပါတယ်။၎င်းသမရာဖြစ်ဖို့ရွေးကောက်ပွဲလုံနိုင်ဖို့သာအရေးကြီးနေပြီး ကျန်းသာဘာတစ်ခုမှစိုးရိမ်စရာမလို၎င်းအားပံပိုးပေးကြမဲ့လူများကလည်းပါတီများထောင်ကအရန်သိဖြစ်နေကြပြီဖြစ်ပါတယ်မဲမလာထဲမှာကိုလည်းမဖူရပဲမျက်လုံးများတောက်ထောက်ဆောက်ကြည့်နေကြတယ်ဆဲအိမ်မူယာယီမူများရှင်မှာမြည်သူဟာမဲမထည့်ရဲပဲနေပါမလဲစင်ကာပူနိုင်ငံလိုမဲမထည့်ပဲနေ၍မရဘူးလို့ပင်ဥပဒေထုတ်ကောင်းထုတ်လာနိုင်ပါတယ်၎င်းကိုပံပိုးပေးဖို့မဟုတ်ပဲစင်ဖမ်းမဲ့ကြားဖမ်းမဲ့လူကြွေးကြော်ကလွတ်တော်တဲ့ဝင်ရန်ကြံစီနေသူများကိုအမတ်နေရာ၁၀ခန်းများလောက်သာရအောင်ကြံစီပြီး ကျန်းပုတ်ကိုအားပြုကစင်ကာပူလိုပုံစံမျိုးနဲ့ရာသက်ပတ်တမနာလောက်ရန်အထိလေထဲတိုက်အိမ်စောင့်နေပြီဖြစ်ပါတယ်။၎င်းဘုကပြဿနာတစ်ခုသာရှိနေပါတယ်။ရင်းဒီက၎င်းထိန်းချုပ်ထားတဲ့နေပြည်တော်တော်လန်ဤအဖွဲ့များကြောင့်ထပ်ပြီးကြုံမသွားဖို့သာအရေးကြီးနေတာဖြစ်ပါတယ်။ယခုပင်အာဆီယံကရာဂိုင်းတို့အနေငယ်လောက်မဲလာထက်မဲ့ရွေးကောက်ပွဲမျိုးတည်အတိတ်ပဲမရှိလို့ထုတ်ဖော်ပြောဆိုလိုက်ပြီးဖြစ်ပါတယ်။နိုင်ငံအနှံ့တွန်းလန့်ဆက်ကျင်မှုများနဲ့ရင်ဆိုင်လာရပြီးအရေးနိုင်လာချိန်မှာတစ်ဖက်ကတိုက်လေများဆီလောက်ကတည်ရင်ဖြစ်ရင်တစ်ဖက်ကလည်း ဖျားပရုများအားဗိသိက်ထပ်ပွဲများလောက်ကအလုံများနေသူဖြစ်ပါတယ်။၎င်းလက်ထက်မှာတော့တိုင်းပြည်ဟာရွှေချောင်းပြောင်ပြောင်ဝမ်းခေါကောင်ပေါ်ကကွက်တိကျရောက်လာခဲ့ပြီဖြစ်ပြီးဖွင့်ပြမျိုးနယ်အတွင်းမှာရှိတဲ့ဂျေးရွာငယ်လေးရဲ့ဖျားမသည်မော်စကိုအထိပင်ခြေဆက်ကအောင်မီအောင်ပီအောင်ပီလို့ကြွေးကြော်ရဲသူလည်းဖြစ်ပါတယ်။မရောက်နိုင်ကောင်ရတရများက၎င်းအားကယ်တင်နိုင်ခြင်းမရှိပဲစိတ်ဆင်းရဲကိုဆင်းရဲကြီးစွာနဲ့လေးနေလုံးလုံးနေလာခဲ့ရတဲ့အဖြစ်ကတက်တည်ခံနေပါတယ်။ 2020ရွေးကောက်ပွဲမတိုင်မီကလည်းပဲခူးရှိထီလိုမင်းလိုဖျားမထီတော်တင်ပြီးရရရချေခဲ့တော်လဲအောင်မြင်ခြင်းမရှိတိုင်းပြည်ပြည်ကြီးကိုဓာတ်ပြပြနဲ့အုပ်ချုပ်နေရရောက်များမကနိုင်ငံတကာရာဇဝတ်ခုံရုံးရဲ့ဝရမ်းပြေဘဝရောက်ရအောင်မှလည်းဖြစ်ပါတယ်တရုတ်ထုတန်တမန်တက်ရှိကျွဟောင်းအေဗီလာ20နှစ်နေက MNDA မှလာရှိုအားစစ်တပ်တို့ပြန်ပေးခဲ့မှုကိုကြီးကြပ်ပေးခဲ့ဒီမှာအပေါင်းယနေ့ထိအဖြစ်ခက်ရစေးရေးစောင့်ကြည့်ရုံကိုဖွင့်လှစ်ရုံထိုင်ခြင်းမရှိသေးဘူးလို့သိရပါတယ်အဝေးမှသာနှစ်ဖက်စလုံးအားစည်ရေးရာထိတွေ့မှုမရှိရန်ညွှန်ကြားနေတယ်လို့ဆိုပါတယ် ထိုအနေထားစေအုပ်စုပေါ်ယုံကြည်ခြင်းမရှိသေးတာကြောင့်လို့ MNDA နဲ့နှိစက်တဲ့သတင်းရက်ကွက်တစ်ခုကပြောပြထားပါဗျ။ယခုထိလည်းအရှိမောက်တိုင်းစစ်ဌာနချုပ်ကိုပြန်မတီးထောင်နိုင်သေးပဲလာရှိုးတက္ကသိုလ်ဝင်အတွင်းနဲ့မြို့ရဲရှိတက်စကန်များမှသာတက်ဆွဲထားဆဲပဲဖြစ်ပါတယ်။ MNDA လည်းခေါင်းတော်ရဲ့ဆက်သွယ်ရုံမဖွင့်နိုင်သေးပဲမြို့ဆွန်ရှိဟိုပိတ်ရွာမှသာအုပ်ချုပ်ရေးရုံဖွင့်လှစ်ထားတယ်လို့ဆိုပါတယ်။ရုံးထဲမှာလည်းလူရဲဓမြတိုက်မှုများကရဲစခန်းအနီးပါပါမကျန်ဖြစ်ပွားနေပြီးဓာတ်ကြိုးခိုးသူများသာဖမ်းဆီးခံရတဲ့အဖြစ်များလည်းရှိနေပါသေးတယ်။ ရဗတ်များတွင်အပြစ်မထွက်ရဲ၍၆ကက်နေတယ်လို့သိရပါဗျ။စစ်တပ်အတွက်လည်းစီးပွားရေးရတွက်ချင်မကိုက်ဖြစ်လာနေပြီးရခိုင်ကဒေါ်လာ6ဘီလီယံခန့်ရှိတဲ့နေဆက်ကုန်သွယ်ရေးက TNL မှာနောင်ချိုကြောင်မဲတီဘောတို့အားသိမ်းပိုက်ထားခြင်းကြောင့်ရပ်တန့်နေပြီဖြစ်ပါတယ်။နောက်ထပ်ရရှိတဲ့ writer သတင်းအရဘင်္ဂလားဒေ့ရှ်အစိုးရမှရန်ကုန်ရှိ၎င်းတို့ရဲ့တမ်မကြီးအားချက်ချင်းပြန်လာရန်ဆင့်ခေါ်လိုက်ပြီလို့သိရပါဗျ။ပြီးခဲ့တဲ့အဖက်တွင်အာရခတက်တော်နဲ့ဆက်သွယ်ရေးလမ်းကြောင်းဖွင့်လှစ်ထားတယ်လို့ ဘင်္ဂလားဒေ့ရှ်အမျိုးသားလုံခြုံရေးအကြံပေးခါလီယာရော်မန်ကထုတ်ဖော်ပြောဆိုပြီးနောက်နှစ်နိုင်ငံဆက်ဆံရေးတင်းမာလာနေတာဖြစ်ပါတယ်။ပြည်သူတို့ရဲ့ခုခံတွန်းလှန်ချက်မဟုတ်ချအောင်ရမည်ကုတ်ကဝိယစစ်ဆွဆွဲချက်တက်တည်ရှိတယ်လို့သက်စင်ကပြောဆိုလိုက်ပြီးဝါကမကျေနပ်လျင်တက်မဲ့သူကိုလွတ်လိုက်လို့ပြောဆိုလိုက်တဲ့တဲ့မှာရုပ်မြန်မာနယ်စပ်နဲ့ထိုင်းမြန်မာနယ်စပ်မှာအခြေပြုထားတဲ့ဝါပြည်သွေးစည်းညီညွတ်ရေးတပ်မတော်က ဝိုးရစေဝါများထုတ်လုပ်နေတဲ့တက်တေအထောက်ထားဓာတ်ပုံများ၎င်းတို့မှာရှိနေကြောင်းနိုင်ငံဝန်ကြီးချုပ်ဟောင်းသက်ဆင်ရှင်နာဝတ်ထွာကပြောကြားလိုက်ပါတယ်။အဲ့ဒီပုံများကိုအသုံးပြုပြီးမြန်မာနဲ့ထိုင်းအာဏာပိုင်များကိုဝါရမူးရစေဝါကိစ္စဖြေရှင်းရန်တိုက်တွန်းဆွေးနွေးသွားမှာဖြစ်ကြောင်းကဲယူဆွေးနွေးပွဲမှာအောင်မြင်မှာကထိုင်းနိုင်ငံကဝါတက်ဖက်ကိုတိုက်ရိုက်ကင်တွဲသွားမယ်လို့သက်ဆင်ကဒီကနေ့မှထပ်မံပြောကြားလိုက်တာဖြစ်ပါတယ်။မကြသေးမီကဝါတက်ဖက်ဟာထိုင်းနိုင်ငံတွင်စီးဆင်းနေတဲ့မူးရစေဝါရဲ့အဓိကတရားခံလို့သက်ဆင်ကပြောဆိုအပြီးဝါတက်ဖက်က၎င်းရဲ့ပြောဆိုချက်ဟာ မြန်မာနိုင်ငံအတွင်းနိုင်ငံရေးမတည်ငြိမ်မှုများကိုအခွင့်ကောင်းယူကာအခြေမြင့်မရှိပြောဆိုချက်များဖြစ်တယ်လို့တုံ့ပြန်ခဲ့တာပါထို့အချိန်မှာတဆင်ကထပ်မံ၍ယခုကိစ္စကိုဆက်လက်ပြောဆိုနေခြင်းလည်းဖြစ်ပါတယ်လက်ရှိဝန်ကြီးချုပ်ပေတုံတန်ရှင်နာဝထွားရဲ့ဖခင်လက်ဖြစ်သူတဆင်ကဝါတက်ဖွဲ့အနေနဲ့ဂျင်းနဲ့ဘက်က၎င်းအားတနိုင်သူကိုစူးကြီးထုတ်ချင်ထုတ်လိုက်ပါလို့လည်းပြောကြားခဲ့ပါတယ်၎င်းဝန်ကြီးချုပ်ဖြစ်စဉ်တဆင်အားမွေးရေးစေဝါနှိမ်နင်းရေးဆင်နွှဲသည့်ဆိုကလူပေါင်းထောင်ချီတည်ဆုံးမှုကိုဖြစ်စေခဲ့သူလည်းဖြစ်ပါတယ် ဆိုပါကိစ္စနဲ့ဆက်လင်းပြီးလူအခွင့်ရေးဖွယ်များက၎င်းကိုယခုအချိန်ထိဝေဖန်နေစေလည်းဖြစ်ပါတယ်။ဝါတာမတော်ရဲ့ပြောရေးဆိုခွင့်ရှိသူဦးညီရန်ကတော့ဘိုးရီစေဝါများကိုဝါတာအနေနဲ့စင်စမ်းမပြတ်စ조사တိုက်ဖြတ်တော်လဲပိတ်ပင်တားဆီးဖို့မလွယ်ကူကြောင်းနဲ့သို့တော်လည်းပဲဘိုးရီစေဝါစိုက်ပျိုးထုတ်လို့ရောင်းဝယ်တည်ယူပို့ဆောင်ရင်းနဲ့တုံးဆွဲသူတို့အားကြီးလေးတဲ့ပြစ်ဒဏ်များချမှတ်ခါတိုက်ဖြတ်မှုကြောင့်ဝါပြည်နယ်ဟာမူရီတုံးဆွဲမှုအ ਨੇ ဆုံးပြည်နယ်ဖြစ်တွေ့ရှိနိုင်တယ်လို့ပြောဆိုထားပါတယ်။ဝါတာဖွဲ့ဟာရခင်ကမူရီစေဝါအကြီးကျယ်ထုတ်လုပ်ခဲ့တော်လဲ ၎င်းတို့နယ်မြေအားမိုးရေကင်းစင်နေမြေဖြစ်2005ခုနှစ်မှာနောက်ဆုံးထားပြီးပြုလုပ်မယ်လို့1998ခုနှစ်ကကြေညာခဲ့ပါတယ်။ဝါတဘွက်ဟာမိုင်းယာချီပြစ်ခတ်နိုင်တဲ့တရုတ်နိုင်ငံထုတ်ဒေါင်းလက်နက်များပိုင်ဆိုင်ထားပြီးမြန်မာနိုင်ငံထဲမှာရှိတဲ့ဒိုင်းအသားလက်နက်ကိုင်းအင်အားစုများနဲ့အတောင်တင်းဆုံးတပ်ဖွဲ့ဖြစ်ပြီးအင်အားကြီးတရုတ်နိုင်ငံနဲ့ကောင်းမွန်တဲ့ဆက်ဆံရေးရှိတဲ့ကဲ့သို့စစ်ကောင်စီနဲ့လည်းဆက်ဆံမှုရှိနေပါတယ်။တောင်ကြီးမြို့နေမှာငလျင်နှုတ်ခတ်သွားတဲ့တရင်ကိုလည်းဆက်ပြီးဖော်ပြပေးပါမယ်။ရှမ်းပြည်နယ်တောင်ပိုင်းတောင်ကြီးမြို့အနီးကိုဗဟိုပြုပြီး Victor Scale 4.4စင်ရှိငလျင်တစ်ခု ီကနေ့မေတာ30ရက်နေ့နေကမန်ကနှုတ်ရှားသွားတယ်လို့သိရပါဗျ။တောင်ကြီးမြို့ရဲ့အရှေ့ဘက်73ကီလိုမီတာအကွာရောက်နေ10ကီလိုမီတာကိုဗဟိုပြုရေနှုတ်ရှားသွားခြင်းဖြစ်တယ်လို့ယူသားညညရဲ့အဆိုအရလူသားချင်းစာနာထောက်ထားရေးနဲ့ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာနကထုတ်ပြန်ထားတာဖြစ်ပါတယ်။မလင်းကဘေးတိုက်လုတ်တယ်လို့ခန်းစားရတာခိတာခိုက်တာတော့မကြားရဘူး။ဒီလရွေတဲ့ရှမ်းဘက်မှာမချခနာနှုတ်တယ်လို့တောင်ကြီးမြို့ကန်တူကပြောဆိုထားပါဗျ။မလာ28ရက်နေ့ကစကိုင်းမြို့ကိုဗဟိုပြုပြီးလောက်ခတ်ခဲ့တဲ့ Richter scale 9.8အဆင့်ငလျင်ထုတ်ပြီးနောက်ပိုင်း မြန်မာနိုင်ငံဒေသနဲ့မှာနောက်ဆက်တွဲကလေးများမကြာခဏလှုပ်ရှားနေပါတယ်။ဆိုပါကလေးလှုပ်ရှားစဉ်ရှမ်းပြည်နယ်တောင်ပိုင်းအောက်ပိုင်းကလော်အင်းလေးဒေသများမှာလည်းထိခိုက်ပျက်စီးမှုများရှိခဲ့ပါတယ်။အဆိုပါကလေးရဲ့နောက်ဆက်တွဲကလေးငယ်များဆက်လက်လှုပ်ခတ်နိုင်တဲ့အတွက်ကလေးဘေးဆောင်ရန်ရှောင်ရန်သတိပြုရန်များနဲ့အညီနေထိုင်ကြဖို့ MOHADM ကသတိပေးထားပါတယ်။အဆိုပါကလေးဟာစကိုင်းပျက်ရွှေ့လှုပ်ရှားခြင်းဖြစ်ပြီးမတူညီတဲ့ပျက်ရွှေ့မှလှုပ်ရှားမှုများအဖြစ် Richter scale 9.1အဆင့်ရှိတဲ့ကလေးတစ်ခုဘေးလက်ဆက်ကွေးကလှုပ်ရှားသွားခဲ့ပါတယ်။